အလောက်ကအနားယူလိုက်တဲ့ဦးလေးဟာယောက်ျားလေးတီးတဲ့တဖေးဆိုင်ဖွင့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့ရဲ့မိန်းမဖွားကြီးဟာသူ့ကိုကြဆိုင်ဖွင့်တာကိုကြည်ပြီးတော့သူလည်းဘာလို့ရင်ကောင်းမလဲလို့စဉ်းစားနေတယ်။အချမ်းရပြီ။ငါလည်းတဖေးဆိုင်ဖွင့်မယ်။သူ့ထက်ပိုကောင်းပြီးတော့ပိုစည်းတတ်တာပြီးတော့တချင်းလေးပါဖွင့်ပေးလိုက်မယ်။ဒါဆိုငါဆိုင်ရောက်အောင်ပါပဲ။ဒီလိုနဲ့နောက်အပတ်မှာဖွားကြီးဟာသူ့ရဲ့တဖေးဆိုင်လေးကိုစပြီးဖွင့်လိုက်ပါတယ်။သူမရဲ့တဖေးဆိုင်မှာတော့လိုက်ကလှလှလေးတွေခုံစပွဲလှလှလေးတွေနဲ့ အနက်မွှေးချိန်လာတဲ့လက်ဖက်ရည်ကိုတဲခင်းအခံပါတယ်။ဒီလိုနဲ့ဦးလေးရဲ့ customer တွေကတဖြည်းဖြည်းနဲ့ဒေါ်ဖွားကြီးစီကိုရောက်လာကြပါတယ်။ဒါကိုသိတဲ့ဦးလေးဟာသူ့ရဲ့ဈေးနှုန်းကို short ချဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒေါ်ဖွားကြီးကလည်းလက်ဖက်ရည်လာတော့တဲ့လူကိုမောင်းဟအလကားကြွေးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူတို့နှစ်ယောက် promotion တွေကို အပြိုင်ဆိုင်လုပ်ကြတာပေါ့။ဒီလိုနဲ့ရွာမှာရှိတဲ့လူတွေကလည်းနှစ်ချမ်းကွဲသွားပါတယ်။ ဦးလေးဆိုင်ကိုတော့ယောက်ျားလေးတွေတွားကြရပြီးတော့တော့ပွားကြီးဆိုင်ကိုတော့မိန်းကလေးတွေတွားကြလာပေါ့ဒီလိုနဲ့ဒီနေ့မှာတော့ရေအရန်ကြီးလာပါတယ်လေဘေးဆိုင်နှစ်ခုလုံးမှာရေတွေနဲ့ပြည့်သွားတာပေါ့ဒီချိန်မှာတော့ဦးလေးဟာဘာမှစဉ်းစားမနေတော့ဘဲနဲ့တော့ပွားကြီးဆိုင်ထဲကိုဝင်ပြီးတော့တော့ပွားကြီးကိုဆွဲခေါ်ပြီးတော့လုံခြုံတဲ့နေရာကိုဆွဲခေါ်သွားပါတယ်နောက်ဆုံးမှာတော့သူတို့နှစ်ယောက်ပေါင်းပြီးတော့လေဘေးဆိုင်ဒီဆိုင်ဖွင့်လိုက်ပါတယ်ဒီဆိုင်လေးဟာကြားမှမယွေလက်ဖက်ရည်သုံးဆောင်နိုင်ပြီးတော့အားလုံးရဲ့ ပြုံးပျော်စရာနားခိုစရာနေရာအဖြစ်ကျန်ရှိနေပါတော့တယ်။